မြမပြည်အလဲပိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အပါအဝင်ဒေသတချို့မှာပြီးခဲ့တဲ့24နှစ်အတွင်းအင်အားအတင်းတင်းရှိတဲ့မြင်းကလေးတွေထပ်ပြီးလောက်ခတ်ခဲ့တယ်လို့မိုးစလဌာနရဲ့ဧပြီလ14ရက်ဒီမနက်ထုတ်ပြန်ကြေညာသိရပါဗျ။ဒီကနေ့မနက်7:06မိနစ်ကျော်လောက်ကစကိုင်းတိုင်းမင်းကင်းမြို့အရှိမြောက်ဘက်28မိုင်လောက်အကွာအနက်28ကီလိုမီတာကိုဗဟိုပြုတ်ပြီးအင်အားရစ်စတာစကေ3.5အဆင့်ရှိအင်အားနဲ့ငယ်ရှိတဲ့မြင်းကလေးလောက်ခတ်ခဲ့တာပါ။ ဒီကနေ့မနက်8:24မိနစ်ကလည်းထန်းတပင်မြို့နားမှာ AR Richter scale 3.8ရှိတဲ့ငလင်ဟာအနက်10ကီလိုမီတာကနေလောက်ခတ်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ဒီကနေ့မနက်အစောပိုင်း9:00နာရီခွဲလောက်ကမကွေးတိုင်းတောင်တွင်းကြီးမြို့နားမှာ AR Richter scale 5အဆင့်ရှိတဲ့ငလင်ဟာအနက်17ကီလိုမီတာလောက်မှာဗဟိုပြုလောက်ခတ်ခဲ့တယ်လို့သိရပါဗျခင်ဗျာ။မြမငလင်ပေးအတွက်ကုညီပေးဖို့လာတဲ့အိန္ဒိယလေတက်လင်းရင်တစင်းဟာ စိုက်ဘာတိုက်ခိုက်ခံရတဲ့အကြောင်းကာကွယ်သတင်းရှင်းပြတွေကိုကူကပြီး India Today သတင်းမှာဧပြီလ17ရက်နေ့ကဖော်ပြပါဗျ။ဒါဟာအိန္ဒိယအစိုးရရဲ့ Operation Brahma ကယ်ဆယ်ရေးမစ်ရှင်အနေနဲ့ C130J လေယာဉ်တပ်ဟာမြန်မာနိုင်ငံအပေါ်ဖြတ်ကျော်ပြန်တန်းချိန်မှာဂျိုဒုအခြေခံကမ္ဘာတည်နေရာပြစနစ် GPS အတုရောင်တွေနဲ့စိုက်ဘာနဲ့တိုက်ခိုက်ခံရတယ်လို့ဆိုပါဗျ။ GPS အတုရောင်ကတော့စနစ်တွေကိုရှုပ်ရှက်ခတ်စေဖို့အချက်ပြမှုအတုတွေနဲ့အစစ်မှန်ဂျိုဒု data ကိုအစားထိုးတဲ့ cyber တိုက်ခိုက်မှုအမျိုးအစားတစ်ခုဖြစ်ပြီးအချိန်နဲ့တပြေးညီ coordinate တွေကိုပြောင်းလဲစေတဲ့အပြင်လေယာဉ်ရဲ့ပြန်တမ်းမှုအလဲအလတ်လမ်းပြစနစ်ကိုလွဲမားစေတယ်လို့လည်းပြောပါတယ်။ဒီအချိန်မှာတော့အိန္ဒိယလေတပ်လေယာဉ်မှုတွေကမြမလေးပိုင်းနဲ့အတွင်းကနေဘေကင်းစာသွားလာမှုတိကျစေရေးအတွက်တိကျတိကျတဲ့အတွင်းပိုင်းသွားလာမှုစနစ် INSC ချက်ချင်းပြောင်းနိုင်ခဲ့တဲ့အကြောင်းလဲကာကွယ်ရေးသတင်းရှင်းပြတွေကပြောပါရခင်ဗျာ။ စစ်ကောင်စီရဲ့ဧပြီလ23ရက်ညပိုင်းကထုတ်ပြန်တဲ့စီးရင်တွေအရဌာနဆိုင်ရာအဆောက်အအုံနဲ့စာတင်ကြောင်း9000ကျော်နှိပါပြက်စီးခဲ့တယ်လို့သိရပါဗျ။ငလင်ကြောင့်မန္တလေးနေပြည်တော်စကိုင်းပဲခူးနဲ့ရှမ်းတောင်မှာဌာနဆိုင်ရာအဆောက်အအုံနဲ့စာတင်ကြောင်းတွေပြက်စီးခဲ့တာပါ။ဌာနဆိုင်ရာအဆောက်အအုံ9033အခြေခံပညာကျောင်း2492အစိမ့်ပညာသင်ကျောင်း84ကျောင်းသင်တန်းကျောင်း16ကျောင်းနဲ့ပုဂ္ဂလိကစာတင်ကျောင်း 35ကျောင်းပြိုကျပျက်စီးခဲ့တာပါဌာနဆိုင်ရာရုံးနေတဲ့စာသင်ကျောင်းအများဆုံးပြိုကျခဲ့တဲ့မန္တလေးမှာတော့တက္ကသိုလ်ဝန်ထမ်းစာစစ်အဖြစ်လွားတွေမိလောင်ခဲ့လို့မတ်လ9ရက်နေ့မှာစာမေးပွဲပြန်ကျင်းပဖို့စီစဉ်နေပေမဲ့ဝန်ထမ်းတွေကနေစရာမရှိဖြစ်နေတယ်လို့ပညာရေးဝန်ထမ်းတစ်ယောက်က TPP ကိုပြောပါတယ်မန္တလေးမှာတချို့စာသင်ကျောင်းဆောင်တွေပြိုကျသွားပြုံမကျသွားပေမဲ့အောက်ခြေတွေအကွဲကျောင်းနဲ့ဖြစ်သွားပေမဲ့ဝန်ထမ်းတွေကပြောင်းမပေးသေးဘူးလို့ဝန်ထမ်းတချို့ကပြောပါတယ်ခင်ဗျာ ငလင်တန်ခံလာရတဲ့အဆောက်အုံတွေအသုံးပြုနိုင်မဲ့အခြေအနေကိုအကဲဖြတ်ဖို့ Aqua Clinic တွေကိုဖွဲ့စည်းလိုက်တယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့မြန်မာနိုင်ငံငလင်ကော်မတီက April 13ရက်နေ့မှာထုတ်ပြန်ပါတယ်။အဆောက်အုံတွေရဲ့အခြေအနေကိုစနစ်တကျစစ်ဆေးနိုင်ဖို့စိတ်ပါဝင်စားပြီးလော်အားပေးလိုတဲ့အင်ဂျင်နီယာတွေကိုဖိတ်ခေါ်ပြီးဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ Aqua Clinic တွေကိုနေပြည်တော်ရန်ကုန်မန္တလေးနဲ့စကိုင်းစတဲ့မြို့ကြီးတွေမှာ April 9ရက်နေ့ကစလို့ဖွဲ့စည်းခဲ့တာပါ။ ငလင်အပေးအဆောက်အုံတွေရဲ့အသုံးပြုနိုင်မှုအခြေအနေကိုအကဲဖြတ်တာနဲ့ပြန်အသုံးပြုနိုင်မဲ့အဆောက်အုံတွေကိုမြန်မြန်သုံးနိုင်အောင်စီစစ်ပေးတာအရေးပေါ်တုံ့ပြန်တာနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက်စဉ်ဆက်မပြတ် စောင့်ကြည့်ပြီးလိုအပ်ချက်တွေကိုတနေရာထဲမှာစူးစီးထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။အာကွေကလင်နစ်တွေကိုတခြားမြို့ကြီးတွေမှာလည်းတိုးချဲ့ဖွင့်လှစ်ပြီးအရေးပေါ်တုံ့ပြန်ရေးလုပ်မှာဖြစ်လို့ဆက်သွယ်နိုင်မဲ့ဖုန်းနံပါတ်တွေကိုလည်းထုတ်ပြန်ပေးထားပါတယ်ခင်ဗျာ။ အင်အားပြင်းငလင်ကြီးကြောင့်မန္တလေးတိုင်းအင်းဝရှေးဟောင်းနယ်မြေမှာမှတ်တမ်းတင်ထားတဲ့သမိုင်းဝင်ရှေးဟောင်းအဆောက်85ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့ရတယ်လို့စစ်ကောင်စီလာခံရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကနေသိရပါဗါဒ။အရင်ကမတွေ့ခဲ့ရတဲ့နှစ်ထပ်စီတီတွေနဲ့သုံးထပ်လိုင်ကူဖျားတွေကိုလည်းမြေငလင်ကြောင့်ပြိုကျတာမှတွေ့ခဲ့ရတယ်လို့ဆိုပါဗါ။မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးနဲ့အင်းဝဒေသတို့ကရှေးဟောင်းအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ရပြီးအရင်ကတော့ အင်းဝရှေဟောင်းသူတေသနာဆောင်မှာဖျားစေတီအုတ်ကြောင်းအများကြီးရှိတာကိုစည်ရင်ကောက်ယူခဲ့ပေမဲ့မျက်မြင်အနေထားရနှစ်ထက်စေတီမရှိခဲ့ဘူးလို့ထုတ်ပြန်ထားတာပါအင်းဝပင်းရရှေဟောင်းဆောင်မှာမှတ်တမ်းတင်ထားတဲ့ရှေဟောင်းအဆောက်အအုံ960ရှိပြီး90ရာခိုင်နှုန်းလောက်ပျက်စီးခဲ့တယ်လို့ရှေဟောင်းသူတေသနာနဲ့အမျိုးသားပြားတိုင်းဦးစီးဌာနမန္တလေးဌာနခွဲကိုကိုးကားထုတ်ပြန်ထားပါတယ်ခင်ဗျာ စကိုင်းငလျင်ဘေးတင်မြန်မာပြည်သူတွေနဲ့ຫນွေဥတော်လိုင်းရဲ့အတွက်အရေးပေါ်ရန်မုံငွေရှာပွဲကိုဂျပန်နိုင်ငံအိုဆာကာမြို့ကန်ဆိုင်ဒေသရောက်မြန်မာတွေကဧပြီလ17ရက်ကကျင်းပခဲ့ကြပါတယ်။မူလကတော်လန်တကြံအစီအစဉ်ဖြစ်စီစဉ်ထားခဲ့ပေမဲ့မတ်လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလျင်ကြောင့်အခုလိုပြောင်းလဲကျင်းပခဲ့တာဖြစ်ပါတယ်။ရန်မုံငွေပွဲမှာစကိုင်းငလျင်ဓာတ်ပုံပြကန်လဲခင်းကျင်းပြသထားပြီးမြမအစားအစာနဲ့ရန်မုံငွေပစ္စည်းတွေရောင်းချတဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့ပါတယ်။ဒါအပြင် ဂျပန်တော်လိုင်းရင်မိတ်ဆွေတွေကအားပေးစကားပြောကြတာတော်လိုင်းရင်တချင်းတွေတီဆိုတာကြပြရွတ်ဆိုတာနဲ့ငင်းချမ်းရင်စူတောင်ပွဲစတဲ့အစီအစဉ်တွေကိုထည့်သွင်းကျင်းပခဲ့ပါတယ်။ရမုံငွေပွဲကနေရရှိလာတဲ့ငွေတွေကိုငလင်ဘေးတင့်ဒေသတွေနဲ့တော်လိုင်းရင်အတွက်အထောက်ပံ့အဖြစ်ပေးပို့သွားမယ်လို့ပွဲစီစဉ်သူတွေစီကနေသိရပါတယ်ခင်ဗျာ။ကိုရီးယားတက္ကသိုလ်တစ်ခုဖြစ်တဲ့ဂါချွန်တက္ကသိုလ်ငလင်ဘေးတင့်မြန်မာနိုင်ငံကအကြောင်းသားတွေကို ငွေကြေးထောက်ပံ့မှုတွေပေးရသွားမယ်လို့ April 14ရက်ဒီကနေ့ထုတ်ကိုရီးယားဂျွန်အန် Daily သတင်းမှာဖော်ပြပါရယ်။တက္ကသိုလ်အနေနဲ့ငလင်လောက်ခတ်ပြီးတဲ့နောက်မှာကျမတက်ရောက်နေတဲ့ကျောင်းသားတွေကိုတစ်စိတ်တစ်ပိုင်းကူညီနိုင်ဖို့အတွက်အခုလိုပေးရသွားမှာဖြစ်ပါရယ်။စုစုပေါင်းကိုရီးယား1 123သန်းအထိအသုံးပြုသွားမယ်လို့ဆိုပါရယ်။တက္ကသိုလ်ကမြန်မာကျောင်းသား619ယောက်ကိုတစ်ကြိမ်ငွေပေးသွင်းမှု1သိန်းစီပေးရသွားမှာဖြစ်ပြီးအဲ့ဒီထဲမှာတက္ကသိုလ်ရဲ့ကိုရီးယားဘာသာစကားစင်တာက 368ရောက်ဘွဲ့ကြိုတန်းက225ရောက်နဲ့ဘွဲ့လွန်တန်းက28ရောက်စီပါဝင်တယ်လို့သတင်းမှာဖော်ပြပါဗျ။ဒါအပြင်တက္ကသိုလ်အနေနဲ့ငွေကြေးပံ့ပိုးမှုအပြင်ထိခိုက်ခံစားခဲ့ရတဲ့ကျောင်းသားတွေအတွက်စိတ်ကျန်းမာရေးဆိုင်ရာထောက်ပံ့ကူညီမှုတွေပါပေးအပ်သွားမယ်လို့ဆိုပါရခင်ဗျာ။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP ထိန်းချုပ်ထားတဲ့အထူးစီးပွားရေးဆောင်မှာ ဧပြီလ17ရက်နေ့ကကြားဖြန့် online ငွေလင်ခိုင်းနဲ့ဆက်ဆက်တဲ့နိုင်ငံသား295ရောက်ဆန္ဒပြခဲ့တယ်လို့ AEC ASEAN ထိုင်းသတင်းမှာဖော်ပြပါဗျာ။အဲ့ဒီနိုင်ငံသားတွေထဲမှာအီသီယိုးပီးယားနဲ့အာဖရိကတိုက်သားတွေအများဆုံးပါဝင်ပြီးတခြားနိုင်ငံသားအ ਨੇ ချင်းပါဝင်တယ်လို့သိရပါဗျ။ DKPA ကကြားဖြန့်ခိုင်းသားတွေဖမ်းဆီးနိုင်နေရမှာသူတို့ပါအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ဖမ်းဆီးခံရသူတော်တော်များများမိမိနေချင်းနိုင်ငံပြန်ပို့ခံရပေမဲ့ကြံနေတဲ့295ယောက်က နှစ်လကြာထိန်းချုပ်ခံရပြီးအခုချိန်ထိပြန်ပို့မခံရသေးတာကြောင့်အိမ်ပြန်ကျင်လို့ဆန္ဒပြကြတာလို့ဆိုပါရယ်ဆန္ဒပြသူတွေဟာနေကြားတောင်ရင်မြစ်ကိုကူးဖြတ်ပြီးထွက်ပြေးဖို့ကြိုးစားတာကြောင့် DKP တပ်ဖွဲ့ဝင်တွေကတနက်နဲ့ချင်းချောက်ဟန်တားခဲ့ပြီးရုံရင်ဆန်ခတ်ဖြစ်ခဲ့ကြပါရယ်အဲ့ဒီနေရာဟာထိုင်းဘတ်ချန်တာခိုင်ဖုတ်ဖျားမြို့နယ်ချန်ခတ်ကျွော်နယ် ညနေချင်းဆိုင်မှာရှိတဲ့အတွက်ကြိုတင်ကာကွယ်တဲ့အနေနဲ့ထိုင်းစစ်တပ်နဲ့ပူးပေါင်းဖွဲ့ကလုံခြုံရေးတွန်းပြစ်လိုက်တယ်လို့စစ်ကြောင်းတာဝန်ရှိသူကသတင်းထောက်ကိုပြောပါရခင်ဗျာမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ဟာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ လာမယ့်ဧပြီလ18ရက်နေ့မှာတွေ့ဆုံသွားဖို့ရှိနေတဲ့အကြောင်းမလေးမေးသတင်းတစ်ပုဒ်မှာဖော်ပြပါရစေ။ အဲ့ဒီတွဲဆုံမှုမှာတော့မြန်မာနိုင်ငံရဲ့လက်ရှိအပြစ်ခက်ရစဲရေးကိုတည်တံ့တိုးဖို့အတွက်စီအိုစုကိုတိုက်တွန်းတာတွေအပါအဝင်တခြားသောကိစ္စရပ်တွေကိုဆွေးနွေးသွားဖို့ရှိနေတယ်လို့ဝန်ကြီးချုပ်အန်နဝါကပြောပါတယ်။မလေးရှားဝန်ကြီးချုပ်အနေနဲ့စစ်ကောင်းဆောင်နဲ့တွဲဆုံမှုဟာပထမအကြိမ်ဖြစ်ပြီးအာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုအတွက်ဘုံသဘောတူညီချက်၅ရပ်ကိုကတိကဝတ်ပြုထားပေမဲ့ဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတသက်နဲ့သာကျင်းပတာဖြစ်တယ်လို့လည်းသူကပြောပါတယ်။ ဒါအပြင်မြမငလင်ပင်နဲ့ပတ်သက်ပြီးတော့မလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီစေယုံအပါအဝင် အကူအညီတွေဆက်လက်ပေးရသွားဖို့အစိုးရအဖွဲ့ကသဘောတူထားကြောင်းသူကပြောပါဗျ။မြန်မာနိုင်ငံမှာစစ်စင်ရေးတွေရပ်ဆိုင်းထားမှသာအကူအညီတွေပေးရမှာဖြစ်တဲ့အကြောင်းကိုလည်းရှင်းရှင်းလင်းလင်းပြောကြားခဲ့တယ်လို့အနဝါကပြောဆိုခဲ့ပါတယ်ခင်ဗျာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးနောက်ပိုင်း16ရက်အကြာဧပြီလ23ရက်နေ့အထိငလင်ငယ်တွေအကြံရေး400နီးပါးစတိုက်လှုပ်ခတ်နေဆဲဖြစ်ပါတယ် ဧပြီလ23ရက်နေ့တကြံအကြုံနဲ့မနက်ကအင်အားရစ်ချတာစကေ9.5အင်အားအသင်းတင်ရှိတဲ့ငလင်လောက်ခတ်ပြီးမှမန္တလေးမြို့ကျုံအနောက်ဘက်ကတိုက်တလုံးထပ်မံပြိုကျခဲ့ပါတယ်။မန္တလေးမြို့26လမ်း86လမ်းနဲ့89လမ်းကြားရှိရီရှင်းစေးရုံတုံးပစ္စည်းအယောင်းဆိုင်မြင်ညီဓာတ်ဟာသခိုင်းငလင်နောက်ဆက်တွဲအခြေအနေတွေကြောင့်ထပ်မံပြိုကျခဲ့ပါတယ်။စေးရုံတုံးပစ္စည်းတွေကိုတုံလောင်ထားတဲ့လေထပ်အဆောက်အအုံဖြစ်ပြီးလူနေထိုင်တာမရှိဘူးလို့သိရပါတယ်။ မနေ့ကဧပြီလ13ရက်နေ့တကြံအကြုံနဲ့မှာပဲဝမ်တွင်းမြို့အနီးမှာပြင်အား9.5အဆင့်ရှိအင်အားအထင်တင်ရှိတဲ့ငလင်လောက်ခတ်သွားခဲ့ပြီးအဲ့ဒီငလင်ကဧပြီလ2ရက်နေ့ထိလောက်ခတ်ခဲ့တဲ့ငလင်တွေနောက်ပိုင်းပြင်အားအများဆုံးငလင်တစ်ခုဖြစ်ခဲ့တယ်လို့မြန်မာ Conflict Analysis Research Institute ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ မြန်မာတကြံကို UNESCO ရဲ့ကမ္ဘာထရမဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ခံရတဲ့ပထမဆုံးနေ့မှာပဲအင်အားပြင်းငလင်တန်ခံခဲ့ရတဲ့မြန်မာယဉ်ကျေးမှုဗဟိုချက်မန္တလေးမြို့ဟာမြန်မာရိုးရာမဟာတကြံပွဲတော်ကိုမကျင်းပနိုင်ခဲ့တဲ့ပထမဆုံးနှစ်တနှစ်ဖြစ်သွားခဲ့ပါတယ်။မန္တလေးစီပင်ရုံးရဲ့ဆောက်လက်ဆမဟာတကြံဗဟိုမန်တပ်ဟာငလင်ကူညီကယ်ဆယ်ကုကယ်ရုံးအဖြစ်ပြောင်းလဲထားသလိုလမ်းလျှောက်တကြံတရှိရာ83လမ်းရှိမန္တလေးမင်္ဂလာမန္တလေးတလျှောက်ဟာလည်းတိတ်ဆိတ်ခြောက်ကန့်နေပါတယ်။ ဈေးကြော်တော်ကိုတကြံပြီးမှပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်ထားပေမဲ့လည်းနမဲကျော်ဈေးကြော်တကြံကလည်းမန်တက်တွေမရှိပဲဈေးကြော်နိုင်စဉ်တဝိုက်ရှင်းလင်းလွတ်နေပါဗျ။မန္တလေးတကြံနဲ့ခွဲမရတဲ့မြို့မအပျော်တန်းတူရိယာအသင်းမှာလည်းငွေငန်းအလားပြားရင်မထွက်နိုင်ပဲတကြံအကျုံနဲ့မနက်ခင်းမှာအသင်းတက်ကြီးပူဇော်ပွဲကိုသာကျင်းပနိုင်ခဲ့ပါတယ်ခင်ဗျာ။အင်အားပြင်းငလင်ကြောင့်ဘာသာရေးအဆောက်အအုံပေါင်း9000ချကျော်ပျက်စီးခဲ့ရတယ်လို့စစ်ကောင်စီကဧပြီလ23ရက်နေ့ကထုတ်ပြန်ပါတယ်။ ဧပြီလ7ရက်နေ့မှာလုံတဲစစ်ကောင်စီရဲ့တာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့တဘာဝဘေးရန်ရဲ့ဆံရဆီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာဝင်ကြီးဥတင်ဦးလင်ကပြောခဲ့တာလို့ဆိုပါရယ်။ဖျားစီဒီ9400စုဖုန်ကြီးချောင်း3840ချောင်းတီလာရှင်ချောင်း189ချောင်းဖျားချောင်း90ဗလီ136လုံးဟိန္ဒူဖျားချောင်း26ချောင်းဘုံချောင်းတစ်ချောင်းပြည့်စည်ဆုံးရှုံးခဲ့တယ်လို့သိရပါရယ်။ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့နေထိုင်မှုမသင့်အနေရရှိတဲ့တိုက်43လုံးအဆောင်9ဆောင်ပြန်လည်ပြုပြင်ရန်နေထိုင်နိုင်တဲ့တိုက်အလုံး20အဆောင်22ဆောင်နဲ့နည်းနည်းပဲပြည့်စည်ပြီးလက်ရှိနေထိုင်နိုင်တာကတိုက်၄လုံးပဲရှိကြောင်းလဲပြောဆိုထားပါတယ်ခင်ဗျာ။ ထိုင်းနိုင်ငံမှာတကြံရေသပင်ပွဲကာလ3ရက်အတွင်းမတ်တော်တဆထိခိုက်မှုပေါင်း956ကြိမ်ဖြစ်ပွားခဲ့ပြီးတိုက်ဆုံသူအယောက်တရာရှိတယ်လို့2025တကြံကာလအများပြည်သူမတ်တော်တဆထိခိုက်မှုကာကွယ်ရေးနဲ့ရှော့ချရေးဖို့အဖွဲ့ကထုတ်ပြန်ပါတယ်။တကြံရေသပင်ပွဲကာလဧပြီလ17ရက်ကနေ23ရက်နေ့ထိ3ရက်တာမှာမတ်တော်တဆထိခိုက်မှု956ကြိမ်ဖြစ်ပွားပြီးတိုက်ဆုံသူအယောက်တရာဒဏ်ရာရရှိသူ952ယောက်ရှိတယ်လို့ဆိုပါတယ်။တိုက်ဆုံသူအများဆုံးက န်ကောက်က10ယောက်နဲ့အများဆုံးဒဏ်ရာရသူအများဆုံးကလမ်းဖုံးခရိုင်31ယောက်မတော်တဆအဖြစ်အများဆုံးကဖတ်ထလွန်းခရိုင်က28ကျိန်နဲ့အများဆုံးလို့ဆိုပါရယ်မတော်တဆဖြစ်ရခြင်းအကြောင်းရင်းကတမတ်နှုံထားထက်မောင်းနှင်မှုအများဆုံးအဲ့ဒီနောက်အယက်မှုအယက်မှုစင်မှာရင်မောင်းနာကဒုတိယတခြားသူရင်ရှိဖြတ်မောင်းနာကတတိယအများဆုံးဖြစ်နေပါရယ် ထိုင်းနိုင်ငံမှာဒီနှစ်တကြံရေသပင်ပွဲကာလမတော်တဆထိခိုက်မှုသတိထားစောင့်ကြည့်ရမယ့်နေရအနေရရှိနေရကိုဧပြီလ17ရက်နေ့ကနေ19ရက်နေ့ထိ900တာသတ်မှတ်ထားပါရခင်ဗျာ။